ားလုံးပဲမင်္ဂလာပါဗျာစိုင်းတဲ့သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖန်တီးရတော့ကာချိုကြီးမှာဒုတိယအကြိမ်အပြစ်ခတ်တွေရပ်ဖို့ပြောလာတဲ့အကြောင်းနဲ့ထိုင်းဖုန်းနံပါတ်နဲ့ချိတ်ဆက်ထားတဲ့ကီဝီဇာဘေးတွေပိတ်တော်မည်ဟုပြောဆိုလာတဲ့ဦးအောင်မင်းရဲ့ရုပ်သံမျိုးတို့ဖန်တီးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမဝမင်း ID ကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဝေးပေါင်းပေးကြပါဦးခင်ဗျာအားလုံးကိုလည်း ဆိုင်းရံသတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။အနေနဲ့ကတော့ဒါအားလုံးလည်းသိတဲ့အတိုင်းပဲလက်ရှိအနေထားမှာမြန်မာနိုင်ငံရဲ့ဒေတာတချို့မှာဂျပန်တောင်ကျန်းသူတွေရဲ့စူပူထကြွမှုတွေကြောင့်တချို့ဒေတာတွေမှာရှိတဲ့ပြည်သူတွေကကောင်းကောင်းမအိပ်ရမစားဖြစ်နေတယ်။ဒီအတွက်နဲ့ပတ်သက်ပြီးတော့လည်းတက်မတော်အနေနဲ့ဒီဂျပန်အုပ်စုတွေကိုဟလာဒီတိုက်ခိုက်တာတွေထိုးသိစင်တိုင်းလုပ်နေရလဲရှိတယ်ဆိုတာအားလုံးသိတဲ့အတိုင်းပဲ။အဲ့လိုရှိနေတဲ့အချိန်မှာပဲနိုင်ငံဆိုင်ရာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မင်းအွန်လိုင်းကလည်းအချိန်ချင်းပြောတယ် ဂျပန်လောက်ရက်တွေကိုရတန်းရက်ဖို့ဟုတ်လားမြန်မာနိုင်ငံအနေနဲ့ဒီမိုဒီစနစ်ကိုပြန်သွားမှာဖြစ်တယ်ရောဂါပဲကျင်းပမှာဖြစ်တယ်လို့ဟိုအချိန်ချင်းပြောဘူးတယ်ရုရှားပြန်လာတော့ကလည်းဒီဟိုနေ့ပေါ်မှာဟုတ်လားရုရှားပြန်လာလေးပေါ်မှာပြောတယ်ရောက်တဲ့နေရာတိုင်းမှာဟုတ်လားပြောရရင်ဒီတွဆုံဆွေးနွေးရေးနဲ့နိုင်ငံရေးလမ်းကြောင်းပေါ်ကိုပြန်တက်ပြီးတော့တွဆုံဆွေးနွေးရေးနဲ့နိုင်ငံရေးအဖြေကိုရှာဖို့အတွက်ရောက်တဲ့နေရာတိုင်းမှာပြောတယ်ဒါအားလုံးလည်းသိရတဲ့အတိုင်းပဲတရင်သွားရဲဆိုပိုသိကြမှာပေါ့နော်အဲ့တော့ဒီဥလည်းထပ်ပြောရဗျထပ်ပြောတော့ဒီကဘာလို့ပြောလဲဆိုတော့လက်နက်ကင်တိုက်ပွဲတွေနဲ့စုပူအချမ်းဖတ်မှုတွေလှုပ်ဆောင်နေကြတယ်လှုပ်ဆောင်နေကြတယ်တိုင်းသားလက်နက်ကင်တွေနဲ့တက်ဆိုင်ရာအဖွဲ့အစည်းတွေ ပတ်သက်သူတွေဘို့တဲ့ပြည်သူများဒုက္ခရောက်စေပြီးနိုင်ငံကိုအန္တရာယ်ကျရောက်စေမဲ့လုပ်ရများကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှိပြီးတော့ရပ်တန့်ပေးကြဖို့အတွက်အတိပေးတယ်ဆိုပြီးနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘယ်လိုမျိုးမျောင်းလဲဒီလိုပြောတယ်ဆိုတော့ကျွန်တော်ဒီသတင်းကိုအရင်ဖတ်ပြမယ်ဖတ်ပြပြီးတော့ကျွန်တော်တို့ဒါလေးကိုနည်းနည်းသုံးသပ်မယ်ဗျာနည်းနည်းသုံးသပ်မယ်ရွေးကောက်ပွဲကျင်းပရေးလိုအပ်လျက်ရှိတဲ့နိုင်ငံတော်တင်ငင်အေဂျင်စီရဲ့အတွက်တိုင်းသာပြည်သူအလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်52နှစ်မြောက်မွန်ပြည်နယ်နေ့အခမ်းအနားကိုနိုင်တော်စီမံအုပ်ချုပ်ရေးနိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဝန်ကြီးမင်းမျိုးလိုက်ပြီးပို့တဲ့တော်လာမှာထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ် အခုအချိန်ကမှာလည်းမိမိတို့နိုင်ငံပြည်သူတွေရဲ့လူလားချင်းနဲ့အညီတရားမျှတခြင်းလွတ်လပ်ခြင်းဒဏ်တို့ညီမျှခြင်းဆိုတဲ့လောကဘာလာတရားတွေနဲ့ထွန်းကားရဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံအဖြစ်သို့စတင်ရှောက်လန်းနေခြင်းဖြစ်တယ်တဲ့ဒီမိုကရေစီနိုင်ငံထူထောင်ရမှာနိုင်ငံသားအားလုံးအနေဖြင့်စီးလုံးညီညွတ်ခြင်းစီကံရှိခြင်းတရားဥပဒေကိုလေးစားလိုက်နာခြင်းနဲ့အသိဉာဏ်ပညာပြည့်ဝခြင်းတို့ကမရှိမဖြစ်လိုအပ်တယ်လိုအပ်တယ်ဖြစ်တယ်တဲ့စီးလုံးညီညွတ်ခြင်းအားနဲ့နိုင်ငံအင်အားကိုခိုင်မာတောင့်တင်းစေပြီးဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ငံအကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်တဲ့မျက်မှောက်ကာလခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုရင် မြမောက်ကလာမှာဖိဆိုနိုင်ငံတွေကိုကြည့်မယ်ဆိုရင်စီးလုံးညညို့မှုအင်အားနဲ့အခိုင်အမာတိစောက်ထားကြလို့ပြောင်းဖြစ်တယ်တဲ့ပြည်အင်အားစီပြည်တွင်းမှာသာရှိစီဆိုတော့စကလုံးနဲ့အညီတိုင်းပြည်ကိုပြည်တွင်းအင်အားဖြင့်သာတိစောက်ကြရမှာဖြစ်တယ်တဲ့ဒါပေမဲ့မြမောက်ခေတ်ကာလမှာမိမိတို့နိုင်ငံရဲ့အခြေအနေအားတိစောက်ရေးကိုမလုံဆောင်နိုင်ပဲတိုင်းပြက်ပြည်ပြက်တိုင်းပြက်ပြည်ပြက်ရန်ကိုပြည်အင်အားဖြင့်ကြိုးစားကာဝယ်နေကြတဲ့ဖြစ်နေတင်းငင်အေဂျင့်မှုအာနေပြီးပြည်မျိုးတုတ်တက်မှုအလန့်ဝင်းနေတယ်အလန့်ဝင်းနေတယ်ဖြစ်တယ်တဲ့ ယနေ့ဖြစ်ပေါ်နေတဲ့ brief ကအနေနဲ့လက်နက်ကင်အကြမ်းဖက်တိုက်ခိုက်မှုတွေမှာနိုင်ငံရေးအမြင်မတူသူများကိုအခြေခံတကယ်သူတတိတကြရက်တီလိုစိတ်နဲ့အတ္တအကျိုးစီးပွားကိုသာရှေ့တန်းတင်နေကြခြင်းကြောင့်လည်းပေါ်ပေါက်လာခြင်းဖြစ်တယ်တဲ့။နေမြေဒေသအသီးသီးမှာတိုင်းရင်းသားလက်နက်ကင်အနေနဲ့ PDF အမြင်ကံအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်နိုင်ငံတော်ရဲ့အခြေခံအဆောက်အအုံတွေဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ်စီးတဲ့နေပြတ်တုံးတာနဲ့ဆင်းရဲဒုက္ခရောက်နေကြရတယ်တဲ့။ဆိုတော့သူအောက်မှာထပ်ပါပြီးပါရေးထားလဲဆိုတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားဖြင့်ရှေ့လုပ်ငန်းစဉ်၅ရက်နဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးတော့ဖွဲ့ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်လျက်ရှိတဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိစေရအတွက်တိုင်းရင်းသားပြည်သူအားလုံးမှာဝိုင်းဝန်းကြိုးပမ်းကြရန်တိုက်တွန်းမှာကြလို့ပါတယ်တဲ့ပြည်ထုတ်ပံကာလတိုင်းရင်းသားပြည်သူတည်လုံးရဲ့ပဂရိလိုအပ်ချက်မှာဥပဒေနဲ့အညီအေးချမ်းအေးအေးချမ်းချမ်းနေထိုင်လုပ်ငန်းစားတောက်၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာစွာဖြင့်ဘဝဖွံ့ဖြိုးတိုးတက်ရေးဖြစ်တယ်တဲ့နိုင်ငံတော်အစိုးရအနေဖြင့်လည်းပြည်သူလူထုဤပဂရိလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှု ိုင်းသားစီလုံးညီညွတ်တိုင်းသားညီချင်းအကိုမောင်နှမများအားလုံးဒန်းတူခိုင်စားနိုင်မဲ့ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပေါ်ဆောင်နိုင်မှုအတွက်အမျိုးသားစီလုံးညီညွတ်ရေးနဲ့ပြည်သူညီညွတ်ရေးကိုဥတီကြိုးပမ်းဆောင်ရလျက်ရှိတယ်။အဆိုပါလုပ်ငန်းစဉ်တွေအချိန်တိုးအတွင်းထိရောက်အောင်မြင်အောင်အကောင့်တွေပေါ်ဆောင်ရွက်နိုင်ရန်အတွက်ကဏ္ဍပေါင်းစုံဗပေါင်းစုံကအသိပညာရှင်အတတ်ပညာရှင်တွေတိုင်းရင်းသားပြည်သူတွေကနိုင်ငံတော်အစိုးရနဲ့အတူတက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြရန်လေးနဲ့တိုက်တွန်းမှကြားလို့ရတယ်ဆိုပြီးတော့ဒီ92နှစ်မြောက်မွန်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့ ိုင်တော်စီမံအထွေအကောင်စီဥပဒေဘုံကြီးမင်းအောင်လှိုင်ရဲ့တဝင်းလောမှာဟိုရေးထားရေးရေးထားတာပေါ့နော်ရေးထားတာတွေ့ရတယ်ဆိုတော့အဓိကအပြပြောရရင်ဗျဒီစကားကဟိုပြောရရင်မွန်ပြည်နယ်နေ့ပေါ့နော်52နှစ်မြောက်မွန်ပြည်နယ်နေ့ကိုဥတည်ပြီးတော့ပြပို့တဲ့တဝင်းလောဖြစ်ပေမဲ့ဒါဘာဘာလဲဆိုတော့ပြောရရင်တော့ဒိုင်းပြည်လုံးမှာရှိတဲ့လက်နက်ကင်လမ်းစဉ်ကိုဟိုလိုက်နေကြတဲ့ဥပဒေပေါင်းပြင်ပမှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုရင်ညွှန်းထားတာဖြစ်တယ်လက်ရှိအနေအထားမှာလည်းမြန်မာနိုင်ငံရဲ့ပဂတိအခြေအနေက ပြောရင်ဒီဘက်မှာဟာတိဆောက်တဲ့လူကတိဆောက်နေတယ်လို့တစ်ဖက်မှာဖြက်စီးတဲ့လူကဖြက်စီးနေတယ်အဲ့တော့တိဆောက်တဲ့လူနဲ့ဖြက်စီးတဲ့လူကြားမှာဘယ်သူကအကျိုးရှိလဲဆိုတော့ဘယ်သူမှအကျိုးမရှိဘူးဖြစ်နေတယ်ရလက်ကတော့ဗာလဲဆိုတော့တိုင်းပြည်ကတစားစားနဲ့ပိုဖြက်စီးလာတယ်ဆိုတော့ပဲရတယ်နော်အဲ့ဒါပဲရတယ်အဲ့တော့အဓိကအဖြစ်ကဗာလဲဆိုတော့လက်ရှိအနေထားမှာဟာဒီနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့သူ2021ခုနှစ်အာနာထိန်းတဲ့အချိန်ကလေးကစပြီးတော့ဟုတ်လားပြောထားတဲ့လုပ်ငန်းစဉ်တွေအတိုင်းဒီဇိုင်းမမတ်လှုပ်ဆိုင်လာတာကိုလှုပ်ဆောင်လာတာကိုတွေ့ရတယ်လို့ဒီလုပ်ငန်းစဉ်တွေဟာလည်း အချိန်ကြာလာနဲ့အမျှအောင်မြင်လာတာကိုအလုံးတွေ့ရမယ်။ဟုတ်လားအဓိကထောက်ပြပါဆိုရင်ဥပမာထားပါတော့2021ဒီဟလာဒီဒီနိုင်ငံရေးအကြက်တဲတွေဖြစ်တဲ့အချိန်မှာတစ်ဖက်မှာရှိတဲ့အုပ်စုတွေကဆရာဝန်တွေကိုစေုံမသွားခိုင်းဘူး။ကလေးတွေကိုအကြောင်းမတက်ခိုင်းဘူး။ဆရာဆရာမတွေကိုအကြောင်းမသွားခိုင်းဘူး။ဘတ်စကားတွေရထားတွေအကုန်လုံးဟုတ်လားပြောရအောင်ဗျာအစိုးရကိုစန့်ကျင်ခိုင်းတာပေါ့။ဒါပေမဲ့အဲ့ဒီ2021ကနေစတင်လိုက်တဲ့အစိုးရအဖွဲ့ပေါ့နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီရဲ့ဟိုလားဒီကျွန်တော်တို့လိုခေါ်မလဲအေးဆောင်အစိုးရပေါ့နော်ဒီအစိုးရအဖွဲ့ကအဲ့ဒီတည်းကစပြီးတော့ဟုတ်လား တိုင်းပြည်မှာကြောင်းတွေပြန်ဖွင့်မှုစည်းရုံတွေပြန်ဖွင့်မှုရေရထားတွေပုံမှန်အတိုင်းပြန်လဲမောင်းနေနိုင်မှုပုံတရံမျိုးမျိုးနဲ့ကြိုးစားခဲ့တာဒီကနေ့ဆိုလို့ရှိရင်အတော်အောင်မြင်နေရတွေ့ရတယ်ဒါအားလုံးမြင်တဲ့အတိုင်းပဲအဲ့တော့လက်ရှိအနေအထားမှာတစ်ဖက်မှာရှိလိုက်ရှိတဲ့အချက်ဖက်အုပ်စုတွေရဲ့လုံဆောင်ချက်တွေကိုပြန်ကြည့်မယ်ဆိုရင်အချက်ဖက်အုပ်စုတွေကဒီကနေ့အထိကိုအဖြတ်လုပ်ငန်းစတင်နေရဖြစ်လာတဲ့လုပ်ငန်းတွေကဒီကနေ့အထိကိုအဖြတ်လုပ်ငန်းတွေနဲ့ပဲနေတူကသွားနေကြအောင်ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအချက်ဖက်အုပ်စုတွေအတွက်ဘာအကျိုးမြတ်မှမရလို့တစ်ဖက်မှာရှိတဲ့ ပြည်သူလူထုတွေရဲ့နေထူဝဘဝတွေအတွက်လည်းငြိမ်းချမ်းမှုမရှိဘူးအဲ့လိုပဲဘာလဲဆိုတော့အချိုးရလက်ကဘာလဲဆိုတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းပဲဒီဘက်မှာဟလာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကကြောင်းဖွင့်တယ်လက်နက်ကိုင်အုပ်စုရလာပြီးကြောင်းကိုပိတ်တယ်ကျောင်းသားတွေကိုပြန်ပေးဆွဲတယ်ဆရာဆရာမတွေကိုပြန်ပေးဆွဲတယ်ဒီဘက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကစေယုံဖွင့်တယ်စေယုံလာပြီးဘုံခွဲတယ်ဆရာဝန်ဆရာဆရာမတွေကိုဟလာပြန်ပေးဆွဲတယ်အတင်း CDM လုတ်ခိုင်းတယ်ကျောင်းဖွင့်တယ်ကျောင်းဒီလိုပေါ့ဗျာအကုန်လုံးကဒီလိုပတ်ချာတယ်ယထားတွေကိုပြန်ဆွဲတယ်ယထားလမ်းတွေကိုဘုံခွဲတယ် ဟုတ်လားမော်တော်ကားတွေအခုမော်တော်ကားတွေဟုတ်လားမော်တော်ကားတွေအကုန်လုံးပုံမှန်အတိုင်းပြောရလို့ရှိရင်ဟိုစီးနေပြောရနိုင်ငံနဲ့ပြန်ပြီးအရင်လိုတည်တည်ငြိမ်နဲ့စီးစင်းနိုင်အောင်နိုင်ငံအစိုးရကလှုပ်ဆောင်တယ်ဒီဘက်မှာအခုဟုတ်လားပြည်သူတွေတောလာနေတဲ့လမ်းတွေမှာတိုက်ပွဲတွေပေါ်ဆောင်တယ်အဲ့တော့ပြောရလို့ရှိရင်ဟုတ်လားအဓိကအကျိုးရလဒ်ကိုပြောပါဆိုရင်အကျိုးရလဒ်ကတော့တိုင်းပြည်ပျက်စီးတာရယ်ပြည်သူလူထုတွေရဲ့နေထိုင်ရေးဘဝတွေတည်ငြိမ်အေးချမ်းမှုမရှိတာရယ်ဒါပဲရှိတယ်ဟုတ်ဒါပဲရှိတယ်ဒီလက်နက်ကိုင်စုပ်ပူတောင်းချမ်းမှုရဲ့အကျိုးရလဒ်ကဒီဘက်မှာတော့နိုင်ငံစီမံအကျိုးရေးကောင်စီအနေနဲ့ ူ့ရဲ့ဂျီမန်းချက်တွေကိုတစင်ပြီးတစင်အကောင့်ထဲပေါ်နေတာတွေ့ရတယ်။အကောင့်ထဲပေါ်တဲ့ဟာအားလုံးကလည်းရေတို့မှမအောင်မြင်နဲ့ရေရှည်မှအောင်မြင်တဲ့ရလဒ်တွေကျွန်တော်တွေ့လာရတယ်။ဟာလာဒီကြောင်းတွေဆိုလို့ရှိရင်လည်းဟာလာတစ်ဖက်မှာရှိတဲ့အုပ်စုတွေကကြောင်းတွေမဖွင့်မှုကြောင်းတွေမတက်ဖို့ပုံတံမျိုးမျိုးချိန်ချောက်ပြီးတော့တားလိုက်ချော့ချော့တစ်ခါချောက်တစ်လေပုံတံမျိုးမျိုးတားပေးမယ်။လက်ရှိနေထားမှာကြောင်းသားမိဘတွေရဲ့တက်တိအစိုးရရဲ့တာဝန်ယူမှုပေါ့နော်။အဲ့နှစ်ခုပေါင်းပြီးတော့ကြောင်းတွေဖွင့်လာလိုက်တာဒီကနေ့ဆိုရင်ဒီ grade 12ခေါ်မှာပေါ့ကျွန်တော်တို့ခေတ္တဝန်တာ10တန်းပေါ့နော်။ဒီ grade 12ဆောင်းမွေးမှာကြောင်းသားပေါင်းနှစ်သိန်းကျော်ဝင်ရောက်ဖြစ်ဆိုတဲ့အဆင့်ရောက်လာတယ်။ပြောရရင်တော့ ီလက်နက်ကင်အချမ်းဖတ်အုပ်စုတွေရှိတဲ့နေရာတွေကလွဲပြီးတော့ကြံတဲ့နေရာတွေမှာပုံမှန်အတိုင်းကြောင်းနေပြန်ဖွင့်ပြီးတော့ဆောင်မွေးတွေပြန်ပြီးတော့စစ်လိုက်တာစစ်နိုင်လာတာတော့ဒါအလုံးတွေ့ရမယ်ဒီပြောရလို့ရှိရင်ဒီ7တန်းဆောင်မွေးဒီ grade 2 grade 12ဆောင်မွေးဆိုတာမြန်မာနိုင်ငံရဲ့အနာဂတ်လူငယ်တွေကိုမွေးထုတ်တဲ့ဆောင်မွေးပဲနော်ဆောင်မွေးပဲဒါကြီးဒါကိုလည်းနိုင်တော်လက်ရှိနိုင်တော်စမအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ဟုတ်လားဟိုပြောရရင်ဟိုအကောင့်ထဲအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်နိုင်တယ်ပေါ့နော်နောက်တစ်ခုကမီးရထားလန်းနေအဆင်ပြေနေနိုင်တယ် ပုံမှန်တိုင်းပြည့်စွက်လို့ရအောင်ဟုတ်လားဆောင်ရွက်တယ်နော်မော်တော်ကားလိုင်းတွေတက်ဒီလိုပဲပြီးပြောရတော့ပြည်သူလူထုရဲ့လမ်းဘက်ဆက်သွယ်ရေးပေါ့နော်လမ်းဘက်ဆက်သွယ်ရေးတွေကိုအရင်လိုပုံမှန်ကုလူဆက်သွယ်နိုင်အောင်တည်ဆောက်နိုင်တယ်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အဓိကအဖြစ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာသူချမှတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုတစင်ပြီးတစင်အကောင့်ထဲပေါ်နိုင်တယ်အဲ့တော့ကျွန်တော်ကဘာလို့ပြောချင်တာဆိုတော့အဓိကအဖြစ်ဒီရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေတချို့ပြည်သူတွေကြားမှာတူလို့တူလို့တွေပြောနေတာရှိတယ် တချို့ရဆိုလို့ရှိရင်လည်းကျင်းပနိုင်ပါမလားတို့အကြဖက်အုပ်စုတွေကတော့တည်တဲ့အတိုင်းပဲကျင်းပရရင်ကျင်းပကြည့်လို့အဲပုံတရမျိုးမျိုးနဲ့ချင်းချောင်းနေဒါပေမဲ့ကျွန်တော်အနေနဲ့ပြောပါဆိုရင်ဒီယူကောက်ပွဲလဲအောင်မြင်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်မှာကစနစ်တကျနဲ့အကောင်နဲ့ပေါ်နေတာဟိုဘက်ကတဖက်ကအကြဖက်အုပ်စုတွေကကြတော့စနစ်တကျနဲ့ဖျက်ဆီးနေတာအဲ့နှစ်ခုကြားမှာကွာချက်ကတော့အရင်ရှိအကွာချက်အကြီးရှိတာပေါ့ဒါပေမဲ့ရလက်ကတော့မတူရလက်ကမတူအဲ့တော့ကျွန်တော်တို့ကအဓိကပြောချင်တာကပြဿနာတွေကိုလက်နက်ကင်ဖြေရှင်းနေသည်တိုင်းပြည်ကအပြတ်ဖက်ကိုဥတည်နေမှာပါ ီဘက်မှာဘလောက်ပဲတိဆောက်တိဆောက်ဥမာအကြောင်းတစ်ကြောင်းကိုနှစ်နဲ့10နှစ်လောက်တိဆောက်ပြီမဲ့အဲ့အကြောင်းကြီးကိုနိုင်ပိုင်းနဲ့ဖျက်ပလိုက်လို့ရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုတိုင်းပြည်မှာပညာတတ်တွေရှားမယ်ဟဲ့လူငယ်တွေလမ်းမရောက်မယ်ပြီးလို့ရှိရင်တခြားနိုင်ငံတွေမှာကျွန်းတာတာအလုပ်တွေသွားလုပ်ရမယ်ဒီဟာတွေပဲရလက်ထွက်လာတယ်တိုင်းပြည်ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကဘာမှမရှိလာနိုင်အဲ့တော့ကျွန်တော်တို့ကပြောချင်တာဘာလဲဆိုတော့အခုလက်ရှိအနေထားမှာနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကသူ့အနေနဲ့အခါအခွင့်တင်နိုင်ဒီလက်နက်ကင်အုပ်စုတွေပေါ့နော်လက်နက်ကင်ဂျပန်အုပ်စုတွေကိုတရားဥပဒေပေါင်းတွင်းဝင်လာဖို့ ਨੇ အကြမ်းဖက်လုပ်ရက်တွေကိုရပ်တန့်မှု နောက်ပြီးတော့ဟုတ်လားနိုင်ငံရေးနည်းကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ရွေးကောက်ပွဲမှာပါဝင်ကြဖို့အခါအခွင့်တင်နိုင်နှိုးဆော်တိုက်တွန်းနေတာရှိတယ်ရှိတယ်အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဓိကကရလက်ကိုပဲကြည့်ကြည့်လှုပ်ဆောင်ချက်ကိုပဲကြည့်ကြည့်ဒီဘက်မှာတိုင်းပြည်တိဆောက်နေတဲ့လူတွေရဲ့လှုပ်ဆောင်ချက်တွေဟာတနေ့တဲ့တနေ့ပုံပြီးအားသာလာတာကိုတွေ့ရတယ်ဒါရှင်းရှင်းလေးပဲနော်တနေ့တနေ့ပုံပြီးအားသာလာတွေ့အဲ့တော့ကျွန်တော်တို့ကလည်းဒီချိန်မှာပြောချင်တာကတော့ငင်းငင်းကြီးကတော့မှန်တယ်ငင်းငင်းကြီးဆိုတာကတော့နိုင်ငံတော်အစိုးရတရားတွေလှုပ်ဆောင်လို့မရအောင်ပြည်သူလူထုတွေအားလုံးပူးပေါင်းပါဝင်ဖို့လိုသလို တစ်ဖက်မှာရှိတဲ့စန့်ကျင်ဘက်မှာရှိတဲ့လက်နက်ကိုင်အုပ်စုတွေလည်းလက်နက်ကိုင်အုပ်စုတွေကိုနှိုက်ကလည်းညီညာရေးကိုလိုလိုချင်ချင်နဲ့ပူးပေါင်းပါဝင်ဖို့လိုတယ်စစ်ပွဲတွေကဘယ်တိုင်းပြုံမှမတိဆောက်နိုင်ညီညာရေးနဲ့ပဲတိုင်းပြုံဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တယ်ကျွန်တော်ပြောချင်တာအဲ့တော့ဒါကပြောလို့ရှိရင်တော့ညီညာရေးနဲ့ညီညာရေးစကားနဲ့ပတ်သက်ပြီးတော့ဘယ်သူပြောသည်ဖြစ်စီကျွန်တော်တို့ကဟိုလက်ခံဖို့လိုအပ်မယ်လက်ခံဖို့လိုအပ်မယ်ဒါကြောင့်မို့တကယ်တတိရှိတယ်တကယ်နိုင်ငံရေးလှုပ်ရှင်နေဆိုရင်တော့ရွေးကောက်ပွဲကိုယုံကြည်ရလိမ့်မယ်ရွေးကောက်ပွဲကိုဝင်ရဲရလိမ့်မယ်လို့ကျွန်တော်ဒီလိုမျိုး ြောခြင်းလေရွေးကောက်ပွဲကိုဖျက်ဆီးတဲ့သူဟာရွေးကောက်ပွဲကိုလက်မခံတဲ့သူဟာဒါပြောရရင်ကျွန်တော်တို့အမျိုးသားရေးရန်သူပဲလို့ဒီလောက်ထိကိုတတ်မှတ်ရလိမ့်မယ်လို့ကျွန်တော်ပြောခြင်းဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာစစ်ပွဲရေးနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုတွေလည်းအတော်မောပန်းနေပြီဘာမှဟလာပြောလို့ရှိရင်တို့ရဲ့မိသားစုနေတူဘဝတွေတို့ရဲ့လာမယ့်အနာဂတ်ဘဝတွေဘာမှရေရာမရှိတော့နော်ဒီစစ်ပွဲတွေကြောင့်အဲ့တော့စစ်ပွဲတွေကိုရက်တတ်မလို့နေပြီလို့ကျွန်တော်လည်းဒီလိုမျိုးသုံးသက်ခြင်းတယ်ဗျာနော်ဒီလိုသုံးသက်ခြင်းနောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့ KB နဲ့ပတ်သက်ပြီးတော့နော်အရင်တော့ KB ကဟလာထိုင်းနိုင်ငံမှာရှိတဲ့ ထိုင်းဖုန်းနံပါတ်တွေနဲ့လည်း KB အကောင့်ဖွင့်လို့ရတယ်လို့ကြားတယ်။ဒါပေမဲ့လက်ရှိအနေအထားမှာတော့အဲ့ဒါတွေကိုအသုံးပြုခွင့်မပေးတော့ဘူးလို့ကြားတယ်။အဓိကအားဖြင့်တော့အကြမ်းဖက်အုပ်စုတွေကိုဒီ KB ကနေတဆင့်ထောက်ပံ့မှုတွေရှိနေလို့ဆိုတဲ့ကြောက်ကြက်ကိုတွေ့ရတယ်။အဲ့မှာသူရေးထားတာကဘာလဲဆိုတော့ KB ဇက်ဘေးအားပြပဖုန်းနံပါတ်များဖြင့်သုံးဆွဲခွင့်မရှိတော့တယ်လို့ PDF ထောက်ဖို့များသောထိုင်းနိုင်ငံမှာဖုန်းနံပါတ်များဖြင့်သုံးဆွဲမှုကိုလည်းယနေ့မှစတင်ရဆိုင်လိုက်သူတွေ့ရတယ်တဲ့။ ဂျမန်နေ့မလ၁၈ရက်နေ့မှာ Time Phone +66 ဖြင့် KBZ B ဖွင့်လင်းအသုံးပြုနေသော KBZ B တုံးဆဲသူများထံ KBZ B ကလူချင်းမင်း KBZ B အကောင့်ကို +66 ဖုန်းနံပါတ်ဖြင့်အသုံးပြုနေပါကလက်ရှိမူဝါဒပြောင်းလဲမှုအရ KBZ B ဝန်ဆောင်မှုများအားပြည်တွင်းမြန်မာဖုန်းနံပါတ်ဖြင့်သာအသုံးပြုနိုင်မည်ဖြစ်ကြောင်းအကြောင်းကြားအပ်ပါသည်တို့ဖြစ်ပါ၏ဒီကနေ့ပေါ့နော်19ရက်3လ2025ရက်နေ့မှာစတင်ကငွေလွှဲဝန်ဆောင်မှုများအားညာကြီးဆိုင်းငံ့ထားမည်ဖြစ်ပါသောကြောင့်လူချင်းမင်း KBZ B အကောင့်အားအဆင့်ပြေစွာဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာဖုန်းနံပါတ်ဖြင့်ပြောင်းလဲအသုံးပြုရန်လိုအပ်ပါသည်တဲ့ဖုန်းနံပါတ်ပြောင်းလဲရန် KBZ Pay application ထဲရှိဖုန်းနံပါတ်ပြောင်းရန် function တွင်လုံဆောင်ရမည့်အဆင့်တစ်ခုချင်းစီအားလိုက်နာ၍လယ်ကူစာပြောင်းလဲနိုင်ပါသည်တဲ့ဖုန်းနံပါတ်ပြောင်းလဲနိုင်ရန်လူချင်းမင်း KBZ Pay application အားမကြာမီရက်အတွင်းထွက်ရှိလာမည့် version 5.8 point 1တို့အဆင့်မြင့်တင်ထားရန်လည်းလိုအပ်ပါတယ် version 5.8.1မထွက်ခွင့်ရှိသေးခင်ကာလအတွင်းနဲ့ဖုန်းနံပါတ်အားအမြန်ပြောင်းလဲတက်စင်လိုပါက virtual customer support ခြင်းနဲ့ booking ပြုလုပ်ပြီးဝန်ဆောင်မှုရယူနိုင်ပါသည်တဲ့အခက်အခဲတစ်စုံတစ်ရာရှိပါက qurewy@kbzpay.com တို့ email ပို့ဖို့ဖြစ်စီ3111တို့ဖုန်းဆက်ရဖြစ်စီဆက်သွယ်မေးမြန်းနိုင်ပါတယ်တဲ့ဆိုပြီးတော့မြန်မာလိုပေးပို့ခဲ့သည့်အင်္ဂလိပ်စာဖြင့်ပေးပို့မှုတွင်မူတဲ့မြန်မာဖုန်းနံပါတ်တို့မပြောင်းလဲပါကမလ22ရက်နေ့မှာစတင်ကငွေလွှဲဝန်ဆောင်မှုကိုယာယီပိတ်သိမ်းပြီးအသိပေးခဲ့ပါတယ်တဲ့အဆိုပါဖြစ်စဉ်ကို KBZ Pay Operator မှတာဝန်ကျဝန်ထမ်းတအုပ်ကလည်း လက်ရှိမူဝါဒပြောင်းလဲမှုတွေအရ KBZB အကောင့်ကိုပြည်တွင်းဖုန်းနံပါတ်နဲ့သာအသုံးပြုနိုင်တော့မှာဖြစ်တဲ့အတွက်လူကြီးမင်းအနေနဲ့ KBZB မှာအသုံးပြုနေတဲ့ပြပဖုန်းနံပါတ်ကိုပြည်တွင်းဖုန်းနံပါတ်တစ်ခုခုနဲ့ပြောင်းလဲအသုံးပြုပေးဖို့လိုအပ်ပါတယ်လို့ဖြေကြားထားတယ်။ထိုင်းနိုင်ငံနေဆက်ဒေသများဖြစ်တဲ့ NUG PDF နဲ့ KNU လက်နက်ကိုင်များမီဒီယာမျိုးဝီမဲဆောက်ဒေသမှာ PDF ထောက်ပို့များနဲ့တရားမဝင်ကြားဖြန့်လုပ်ငန်းအချို့ကခြေအခံရမလွယ်ကူသောထိုင်းဖုန်းကတ်များနဲ့ပြပဖုန်းကတ်များဖြင့် KBZB အကောင့်ဖွင့်ကတရားမဝင်ငွေစည်းစိမ်မှုပြုလုပ်ကြတယ်လို့ အန်ယူဂျီပေးဖြင့်ငွေကြေးဖလှယ်ကအဆိုပါငွေကြေးများဖြင့်လက်နက်ဝယ်ယူဝယ်လက်နက်ဝယ်ထောက်ပို့မှုပြုလုပ်နေသဖြင့်တို့တို့ငွေကြေးစည်းစိမ်မှုကိုထိန်းချုပ်ရန်ကန့်တက်လိုက်ခြင်းဖြစ်ပေါ်ရှိကြောင်းလဲမဲဆောင်မြို့မှာတဲ့ကြက်ဘက်လဲလဲပေးသည်ပထမလုံးမချင်းသူကပြောလဲဆိုပြီးလုံးဝရေးထားတာပေါ့နော်အဲ့တော့ပြောလို့ရှိရင်ဒါတွေကဟိုလုတ်တင်တာကြာပြီလုတ်တင်တာကြာပြီအဓိကကဘာလဲဆိုတော့ပြောလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကလက်ရှိအနေအထားမှာတရားမဝင်ငွေစည်းစိမ်မှုတွေပေါ့နော်အဓိကအဖြစ်ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံတည်းကိုထိုင်းနိုင်ငံနေငွေစည်းစိမ်တာတွေ မြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံဘက်ကငွေစီးစင်းတာ၄ဒီလိုတရားမဝင်ပေါ့အဓိကမြင်တရားမဝင်တဲ့ပြောရတာစားလဲစားရင်ဒီအကြမ်းဖက်လုပ်ရက်တွေကိုအားပေးအားမြောက်ပြုတဲ့ငွေကြီးစီးစင်းမှုတွေကအတော်များများဖြစ်ပေါ်နေဒါကြောင့်မလို့ဒီဘက်မှာနိုင်ငံအစိုးရအနေနဲ့ကဒီက e-government ပုံစံဖြစ်အောင်ပုံတံအမျိုးမျိုးနဲ့တည်ဆောက်နေတာကျွန်တော်တို့တွေ့ရတယ်ဟုတ်လားဥပမာအပြင်ထားပါတော့ကျွန်တော် smart card တွေလုတ်တယ်အမှတ်ပုံတွေနဲ့ smart card တွေလုတ်တာတို့နောက်ပြီးတော့ passport တွေပေါ့နော် passport တွေကိုဟုတ်လားပြန်ပြီးတော့အစ်စ်လဲလဲခိုင်းပြီးတော့ smart card နဲ့ passport နဲ့ချိန်မိအောင်လုတ်တာတို့ နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီ pass ဒီ smart card number ရိုက်လိုက်တာ ਨੇ ကိုယ့်ရဲ့ဈေးမြေအကုန်ပေါ်အောင်လုပ်တာတို့ဒါမျိုးတွေပေါ့ဗျာအဲ့တော့ပုံတရံအမျိုးမျိုးနဲ့ e-government ဖြစ်အောင်လုပ်နေတယ် e-government ဖြစ်အောင်ပေါ့နော်ဒါမှလည်းအဓိကဘာလဲဆိုတော့ဒီပြောရရင်တကဘာလုံးမှာရှိတဲ့နိုင်ငံတော်တော်များများဟာဒီကနေ့ဒီအချိန်မှာ e-government ပုံစံရက်တည်နေတာတွေ့ရတယ်ကိုယ့်ရဲ့ဟလာကိုယ့်မှာရှိတဲ့ကိုယ်ပိုင်နံပါတ် digit လေးပေးလိုက်တာ ਨੇ အဲ့ number လေးဟလာ6လုံးဆို6လုံးပေါ့ဗျာ9လုံးဆို9လုံးပေါ့တနိုင်ငံနဲ့တနိုင်ငံမတူဘူးအဲ့ number လေးရိုက်ထည့်လိုက်တာ ਨੇ ဟိုမိမိရဲ့ဟလာကိုယ့်ရဲ့ချက်လက်တွေအကုန်ကြလာတဲ့ဟာမျိုးစသည်အားဖြင့်ပေါ့နော်ဒီလိုမျိုးပုံစံအမျိုးမျိုးနဲ့လှုပ်ဆောင်နေတာတွေ့ရတယ် ဒါလည်းပြောရရင်ဟလားအခုမှစပြီးတော့လုတ်ကွာဆိုရင်လုတ်တာမဟုတ်ဘူးနိုင်ငံရေးရည်ရှိအကျိုးစီးပွားပေါ့နော်နိုင်ငံရေးရည်ရှိအကျိုးစီးပွားနိုင်ငံသူနိုင်ငံသားတွေရဲ့ရည်ရှိအကျိုးစီးပွားအတွက်တဆင့်စီပြောင်းလဲလာတာကိုတွေ့ရတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ digital money ပေါ့နော်ဒီပြောရရင်အရင်တော့ကလို့ပတ်စံတွေတိန်းဟလားတိန်းယာနဲ့ချီပြီးကင်သွားစရာမလိုတော့ဘယ်လိုသွားသွားအခုရှိမှာဟလားဒီဟိုနေ့ထဲမှာဟလား KB ထဲမှာပတ်စံရှိမယ်ကြံနေပေါ်ထားပါတော့ဟလားတခုခုပေါ့ဗျာမိုက်တဲပေးမှာပတ်စံရှိမယ်ဒါဆိုလို့ရှိရင်နေရာတော်တော်များများမှာအသုံးပြုခွင့်ရှိနေတယ် လာအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမျိုးသုံးလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ထင်တယ်ဗျအဲတက်ကရစ်2000ပတ်ချလေလောက်မှာကျွန်တော်တို့ဒီဟိုနေ့တော့ credit card ပုံစံမျိုးတွေပေါ်လိုက်သေးတယ်ဒီ credit card ကတော့တက်က0ဝယ်လို့ရတာပေါ့နော်အဲ့တော့0ဝယ်လို့ရတယ်အဲ့ဒါပေါ်လိုက်တယ်ပေါ်လိုက်ပြီးတော့အဲ credit card ကနေငွေတွေချေးပြီးတော့တော်တော်များများပြန်မဆက်နိုင်လို့ဆိုပြီးအဲ credit card စနစ်တွေပြတ်သွားသေးတယ်ဗျအကိမ်းများအဲ့တုန်းကစတာဟာအခုအထိဆက်ပြီးတော့အဆင်ပြေလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီငွေကြေးနဲ့ပတ်သက်ရင် digital money ကဘယ်လောက်သူအတော်ခိုင်မာမှုရှိနေတယ်တော့ခိုင်မှန်းရှိနေဒါတော့မှပုံတံအမျိုးမျိုးနဲ့ဟလား ဟိုဘယ်လိုခေါ်မလဲဒီဟိုနေ့နေကို KB အကောင့်တွေကို hack တာတို့ပုံစံမျိုးမနဲ့ KB အကောင့်တွေကနေပြီးလိမ်လည်တာတို့ဒါတွေခံရလို့ရှိရင်လေလူတွေကဒီလို digital money ကိုယုံကြည်ညော့သွားတာတွေလည်းကျွန်တော်တို့ကြုံမှုတယ်ကြုံမှုတယ်ဒါမှမဟုတ်ဒီဘက်မှာရှိတဲ့အစိုးရအနေနဲ့က arm show သူသွားနေတဲ့လမ်းကြောင်းကို design မမဲ့သွားတယ်ပေါ့နော်ဒီ KB နဲ့ဆိုလို့ရှိရင်လေဒီလိုပါပဲနိုင်ငံတကာမှာရှိနေတယ်ဟလာအခုအဓိကအဖြစ်တော့ဒီ jump up အုပ်စုတွေကိုဖောက်ပတ်နေတဲ့ငွေကြေးတွေတော်တော်များများကဒီ digital money ကနေစီးစင်းနေတယ်ဆိုတာဒါလူတိုင်းလည်းသိတယ်အဲ့တော့ဒါကိုကင်တွယ်ဖို့အတွက်ကိုအစိုးရအနေနဲ့တော်တော်လေးစူးစမ်းခဲ့တယ်ပေါ့လက်ရှိအနေထားမှာတော့ ဒီဟဲ့လားအဓိက Thai phone တွေမလေးရှားတို့စင်ကာပူတို့ဖုန်းတွေနဲ့ KB ဖွင့်တာကိုပိတ်လိုက်တယ်ဆိုတော့ဒီဘက်မှာ KB အတွက်တော့နည်းနည်းနဲ့ကျင်းသွားတယ်သို့ပေမဲ့တစ်ဖက်မှာရှိတဲ့အကြမ်းဖက်လောက်ရက်တွေကို API အမြောက်ပြုမှုတွေအတွက်ကိုတော့တော်တော်လေးဘယ်လိုခေါ်မလဲဟိုရက်တန့်ဘယ်လိုဖြတ်တောက်နိုင်လိုက်မယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်လို့သုံးသပ်ဒါကြောင့်မလို့ငါကျွန်တော်တို့ပြည့်တဲ့အနေနဲ့လေဒီသတင်းကိုဟုတ်လားအဲတရင်တနာဒီမှာပေါ်ပြထားတယ်ကျွန်တော်မြန်မာဟတ်တော့မှာလည်းပေါ်ပြထားတယ်နော် Telegram မှာပေါ်ပြထားဒါလေးကိုသွားဖတ်ပါဖတ်ပြီးတော့ကိုက KB account ကို Thai phone နဲ့ဖွင့်ထားတယ် Thai phone number နဲ့ဖွင့်ထားတယ်ဆိုရင်မိမိရဲ့ KB account ကို ဟုတ်လားဒီဟိုနေ့မတ်လ22ရက်နေ့သွန်ဖို့မတ်လ19ရက်နေ့ပေါ့နော်မကြော်ခင်ဒါ19ရက်နေ့ဒီနေ့ဖြစ်နေပြီမကြော်ခင်ဒီ KB အပေါင်းအကောင့်ကိုမြန်မာနိုင်ငံဖုန်းနဲ့အမြန်ဆုံးပြန်ပြောင်းသွားပါလို့နေမဆိုတဲ့ငွေပြောက်တာတော့ဒါဒီဖြစ်သွားနိုင်တယ်လို့နော်ကျွန်တော်ဒီလိုအကြံပေးခြင်းတယ်လိုချင်ပေးခြင်းတယ်နောက်တစ်ခုကလည်းပါလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံလက်ရှိအနေအထားမှာ e-government ပုံစံသွားနေတဲ့အတွက်ဟိုအရင်တုန်းကလိုမျိုးတိတ်ဆားဆန်တဲ့နေတိတ်မလို့တော့ဘူးအဲ့တော့ e-government နဲ့ဘောင်ဝင်အောင်အစိုးရရဲ့ဟလား ဟိုဘယ်လိုခေါ်မလဲဒါလုတ်ပါဆိုလုတ်လိုက်ပါဒါလုတ်ပါဥမာ smack ကလုတ်ပါဆို smack ကလုတ်ထားလိုက်ပါနောက်ကြောင့်မကိုကဟာဘာဝါလုတ်လို့မရဒီဟာလုတ်လို့မရဥမာနိုင်ငံခြားထွက်ချင်မှ password လုတ်ဒါ smack ကမ smack ကမရှိ password လုတ်လို့မရဘူးဘာညာဒီလိုဖြစ်လာတဲ့အခါကျမှရေးကြီးတုတ်ပြနေဆိုရင်ကို့အတွက်လည်းမကောင်းဘူးကို့အတွက်လည်းပြောရရင်အကျိုးရုပ်တာပါနော်အဲ့တော့ဒါကြောင့်မလို့အစိုးရထုတ်ပြန်ချက်တွေကိုအသေးစားနားထောင်ပါပြီးတော့ကို့ရှိမှလိုအပ်တာတွေရှိရင်တခါလေးလုတ်ထားပါဒါတွေကလက်ရှိသွားနေတဲ့စနစ်တွေကဘယ်တော့မှနောက်ပြန်လှည့်မှာမဟုတ်ရှေ့ဆက်ပြီးတော့သွားမယ်ဥမာကျွန်တော်တို့ငယ်တုန်းကဆိုရင်ထားပါတော့ဟာလာကျွန်တော်တို့ အဲဥမာပြင်တယ်လီဖုန်းလေးတစ်လုံးရတယ်ဟာဒီတယ်လီဖုန်းလေးကငါတစ်လုံးကင်ရမှာလို့ထင်တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဒီတယ်လီဖုန်းလေးကတဖြည်းဖြည်း advance ဖြစ်လာတယ်အဲ advance ဖြစ်ဖို့အတွက်ကလည်းဒီကိုချီမှာရှိထားတဲ့အခြေခံဖုန်းလေးတွေရှိမှလीကိုကကြော်ပြီးတော့မှဟို advance smartphone ကြီးတန်းကင်လို့မရဘူးဒီဘက်မှာ keyboard ဖုန်းဖုန်းရတယ်အဲ့လိုမျိုးအဲ့တော့ခင်းနဲ့အညီပေါ့ခင်းနဲ့အညီစီးမျောနိုင်အောင်ကိုစီးမျောနိုင်တဲ့လောက်ပေါ့ဗျာကျွန်တော်ပြောချင်တာဟာလာဟိုဒီ e government ပုံစံကိုပြောပြတာပါအဲ့တော့ကိုစီးမျောနိုင်တဲ့လောက်ဒီဘက်မှာရှိတဲ့အစိုးရရှေ့ကိုသွားနေတဲ့အချိန်မှာဩနေရပါတယ်ဒါတော့ငါကြိုက်တဲ့ချိန်လို့လို့ရပါတယ်အမလီတို့ပြန်လှည့်လာမှာပါဒီအကြီးကဒီစနေကြီးကပြန်ပြုတ်ကြလာမှာလို့မထင်နဲ့လက်ရှိအနေထားမှာတကဘာလုံးက e-government ပုံစံသွားနေတာဆိုတော့အဲ့ဒီမှာကိုတယောက်တည်းကြံခဲ့လို့ဟာအရင်တော့လိုပါပဲလို့မထင်သေးလို့ကျွန်တော်ပြောချင်တယ်ဒါမှမဟုတ် e-government စနစ်ကိုမှီအောင်လိုက်ကြပါလို့เนาะကျွန်တော်ဒီလိုအကြံပြုချင်တယ်အကြံပြုချင်တယ်